ထက်ထက်ထွန်းနေတိုင်းပျော်ပါတယ်ကိုကိုကိုချီးလိုက်ပါ ကိုအမားတွေပြန်ပြန်သတိရပြီးကိုကိုကိုစိတ်ဆိုးစိတ်ပြက်နေတာဘလောက်များလဲလို့ဒါကြောင့်ကိုကိုကိုလည်းခွန့်လွတ်ချီးဖို့လိုသေးတယ်အဲ့ဒါကပိုးတောင်အရေးကြီးသေးတယ်သူများမားလို့ကိုခံရတာက အချိန်တန်မေးပြောက်သွားသေးတယ်ကိုမားသွားလို့နောက်တရရနေတာကတမင်းမင်းနဲ့ ပိုးခံရဆိုးတယ်။သူများမားလို့ကိုခံရတာထက် ကိုမားလို့ကိုခံရတာပိုးခံရခက်တယ်။အတွေ့ထဲမှာတစ်ချိန်လုံးကိုကိုကိုအဖြစ်တွေတင်နေတော့တာနော်။ပြီးခဲ့တာတွေပြန်ပြန်တွေးပြီးစိတ်ကူးထဲမှာအတွေ့နဲ့အထိတ်ကို ပြန်ပြန်ပြင်နေတာထက်ခါထက်ခါပဲ။အမားရိစီကသင်္ကန်းသာယူပြီးရင်ကိုကိုကိုနဲ့ငြိမ်းချမ်းရေးယူလိုက်ပါတော့။ ပြီးရတာတွေကို တွေးပြီးရင် တွေးနေတာဟာရှေ့ဆက်လို့မရအောင်ကိုကိုကိုလမ်းပိတ်ထားသလိုဖြစ်နေတယ်။ကိုကိုကိုလူအစ်စ်တယောက်ဖြစ်ဖို့လမ်းဖွင့်ပေးလိုက်ပါတော့။အဲ့ဒီလူအစ်စ်ကပို့ပြီးချစ်တတ်တဲ့သူပို့ပြီးကျင်နာတတ်တဲ့သူပို့ပြီးနားလည်တတ်တဲ့သူပို့ပြီးရင်ချက်တဲ့သူပို့ပြီးညံရှိတဲ့သူဖြစ်လာမယ်။ပြီးတော့လေကိုဟာမန္နာတွေလွတ်ချင်တဲ့သူ မားသွားရင်လည်းအမားပြင်ချင်တဲ့သူ အကောင်းတွေဖြစ်လာဖို့ပဲအမြဲစူးစမ်းတဲ့သူပါဆိုတာလေမမိပါနဲ့ငါအမားတစ်ခုနှစ်ခါမမားစီရဘူးလို့ဂရီးပြုတ်လိုက်ပါဘူကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်စွာရှိတဲ့ကိုကိုကိုပျော်ရွှင်စွာကြိုဆိုလိုက်ပါ၆နေတိုင်းကိုအစ်စ်လို့ခံစားပါတမိနှစ်လောက်အချင်းယူပြီးကိုကိုကိုလောကကြီးတွေကို အခုပဲရောက်လာတယ်လို့စိတ်ကူးချပါ မြင်မြင်သမျှအတဲအဆန်းအထူးအဆန်းဖြစ်နေတဲ့စိတ်လေးနဲ့ခံစားကြည့်မယ်ဆိုရင်အံ့ဩစရာလောကကြီးဖြစ်နေမယ်နော်ဒီလိုအံ့ဩတတ်တဲ့စိတ်တွေဘလို့ဘလို့ပျောက်သွားတာပါလေလို့တွေးမိလိမ့်မယ်ပြန်မွေးယူလို့ရပါတယ်အလုတ်တွေကများစိတ်မအေးစရာတွေကများတော့ပြစ်စုံပံကိုအာရုံပြုတဲ့အချိန်နှဲသွားတယ်တတိထားကြည့်ရင်တွေးနေတာများတယ်အတွေးထဲမှာနေတဲ့အချိန်တွေများနေတယ် အတွေ့ထဲမှာနေနေတာဟာအဟောင်းအမြင်အပုံကြီးရှားထဲမှာနေရတဲ့အတူတူပဲလက်ရှိပြစ္ဆုတ်ပံကအတိပြစ္ဆုတ်ပံကိုတတိနဲ့တတိချာချာတိလိုက်ရင်အဲ့ဒါအတိကိုရလိုက်တာဆိုတာသိနိုင်ပါတယ်ခံစားပြီးတော့ကိုသိနိုင်ပါတယ်အခုကိုယ်စိတ်ကောင်းသည့်ဖြစ်စေမကောင်းသည့်ဖြစ်စေလုံနေတာဒီခဏထားပြီးပြစ္ဆုတ်ပံတက်တဲ့သိကြည့်လိုက်ပါ အတွေးမပါပဲပြစ္ဆုတ်ပံတကယ်တက်တဲ့သိရင် တိတ်မကြခင်စိတ်ကကြည်လာတယ်ရှင်းလာတယ်ဒီအခြေအနေကိုစက်ထင်တာပါဘာမှမတွေးပဲပြစ္ဆုတ်ပံမှာဆက်ပြီးနေနေတလောက်နေပါပြစ္ဆုတ်ပံကိုတခဏပြီးတခဏပဲနေလို့ရပါတယ်တပြိုင်တည်းနှစ်ခဏတောင်နေလို့မရပါဘူးဒီလိုတခဏပြီးတခဏနေလဲရတဲ့အတွေ့အကြုံလေးကစိတ်ကိုတန့်သွားစေတယ်ကြည်သွားစေတယ် ဒါကြောင့်စိတ်ထဲမှာအင်မတန်ထူးခြားတဲ့ကြည်လင်မှုကိုသိလာရတယ်။အခုစိတ်ကခုနကစိတ်နဲ့မတူတော့ဘူး။ဒီစိတ်အတက်လေးနဲ့ဘဝဉာဏ်ကိုကြည်လိုက်ရင်တိရွက်ကလေးတွေကအတက်ထွားရလို့ငပောက်ဆလေးတွေကအပြတ်တင်းရလို့ကလေးငယ်လေးတွေကပိုးကောင်လေးကိုစူးစမ်းလို့အိမ်ရှိလမ်းမပေါ်ကတစ်ပင်ကြီးတွေကလည်းလှလိုက်တာ။ဒီလိုတတိနဲ့တည်နေတဲ့စိတ်ကလေးကိုမွေးမြူထားပြီးမနက်တိုင်းမနက်တိုင်း စိတ်ရတဲ့နဲ့စမယ်ဆိုရင်နေတိုင်းဟာစိတ်ဝင်စားစရာပျော်ရွှင်စရာဖြစ်နေမှာပါပြစ္ဆုတ်ပံတက်တဲ့ကိုထိထိမိမိနေလိုက်ပါလက်ဆက်မှုကို အမိရခံစားပါ